ပေမဲ့ကွန်ညာကဘိုးတော့မရဘူးဒါပေမဲ့ကွန်ညာကြောင့်တခြားကစားသမားတွေအများကြီးနေရာလို့တွေရတာရှိတယ်ကွန်ညာကအသင်းအတွက်အများကြီးအကျိုးပြုတဲ့ခါမှာကျွန်တော်ပြင်သစ်ကဘာဖလာရတော့တက်ဆန်ဘူးဂျရူးတော့ကျွန်တော်သွားပြီးတော့သတိရတယ်ဂျရူးကိုမရဘူးအရန်ခက်ခဲတယ်ဒါပေမဲ့ဂျရူးကြောင့်တခြားကစားသမားတွေအများကြီးအဆင်ပြေခဲ့တယ်ပေါ့နော်ဟောဒီလိုအချိန်တွေတွေ့တဲ့ခါမှာဂျရူးအချိန်တွေလေးကိုသွားပြီးတော့တွင်းပြီးတဲ့ခါမှာကျွန်တော်ကွန်ညာကိုလည်းအဲ့လိုလေးကျွန်တော်ရှင်ပြီးပြောချင်တယ်ဒီနေရာမှာကျွန်တော်ကမန်ယူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော်အမော်ရင်အဖြေရှာပေးရမယ့်အရာတစ်ခုရှိတယ်ဒါကတော့ကစားသမားကောင်းနှစ်ယောက်ရဲ့ အနေထားပေါ့နော်မိုင်းတို့နဲ့စပ်စီနဲ့ပေါ့နော်ကိုရဲတို့ရေမင်္ဂလာပါမင်္ဂလာပါကိုတွေ့ โอเคပါကျွန်တော်တို့ဘောเนาะဒါဒီအစီအစဉ်ကတော့ဒါပွဲချိုအသုံးသက်ချက်အစီအစဉ်ပေါ့လေเนาะဒါကျွန်တော်တို့ဒီစနေသတင်းတွေမှာဆိုလို့ရှင်ပါ Premier League ပွဲရှိတယ်ဒါ Premier League ပွဲတွေကျွန်တော်တို့ပြောမှာပေါ့เนาะအဲ့တော့ကျွန်တော် Promo Zone အနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီဘိုင်းမှာတော့ကျွန်တော်ဒါ Man U ပွဲကိုပြောဖို့ရှိပြထားတယ်ပေါ့เนาะဒါ Man U နဲ့ Brighton ဒါကျွန်တော်တို့စနေည7:00ကစားမှာပေါ့ရေနော်အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့လက်ရှိမှာတော့တစ်သင်းလုံးကကောင်းနေရလို့ကျွန်တော်တို့ပေါ့နော်အကြံပြင်ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့အစီအစဉ်ရဲ့ထုံးစံအလေးအတိုင်းပေါ့နော်ဒါ Asian Man U အသင်း ပေါ်တာကိုရဲလင်းထွန်းရဲ့အမြင်လေးညစားလိုက်ချင်ပါတယ်။အာမန်ယူကကြတော့ဒီ brighter ကိုမနိုင်တာပေါ့နော်ဒီတန်ဟက်ရဲ့ပြပရာဒီကနေစပြီးကြည့်မယ်ဆိုရင်တပွဲပဲနိုင်တာဒီနေ့ tomorrow လက်ထပ်ကြည့်ပေါ့နော်ဒီမန်ယူက brighter ကိုတပွဲပဲနိုင်တာဟုတ်ကဲ့အဖေအဖေဖလားမှာလည်းတို့ကဒီ penalty နဲ့ပဲနိုင်တာဆိုတော့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်ဒီ United ကဒီ Brighton နဲ့ကစားရတဲ့အခါမှာခက်တဲ့အပိုင်းမျိုးလေးတွားပြီးတော့တွေ့ရတယ်။ United ကဒီ Brighton နဲ့ Newcastle တို့နဲ့တွေ့ရင် ဘလို့မှကြံလို့မရတဲ့ပုံစံမျိုးပေါ့ဒါမျိုးတော့ကျွန်တော်သွားပြီးတော့တွေ့ရတယ်အဲဒီပွဲစဉ်မှာလေကျွန်တော်ကတော့လစ်ပါလစ်ပါဘူးနဲ့ပွဲရတယ်ပေါ့နော်ဒီ United အနေနဲ့ဒီ Brighton ကိုချင်းကပ်တဲ့တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟုတ်ကဲ့ငါတို့ကအိမ်ခွင်းလေးဖြစ်တယ်ငါတို့ကအိမ်ခွင်းလေးဖြစ်တယ်ပြီးတော့နှစ်ပွဲဆက်လက်နိုင်လာတယ်ဆိုပြီးစိတ်ကြီးနဲ့အဲ့လိုမျိုးပွင့်ပြီးကန်တယ်တင်ပြီးကစားမယ်ဆိုရင်တော့မဖြစ်နိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီ Brighton ရဲ့အဓိက United ရဲ့ ကစားသမားတွေကဒီဘောလုံးကင်ပြီးကစားတဲ့အခါမှာအားနေတဲ့တွေရှိတယ်ဗျဘောလုံးကင်ပြီးကစားတဲ့ပိုင်းအားနေတယ်အဲ့လိုချင်းနေမျိုးတော့ရှိတယ်နောက်တစ်ချက်ကကြတော့ဒီ United ရဲ့ဒီကွင်းလေပေါ့နော်ကွင်းလေပိုင်းမှာအားနေတဲ့တွေရှိတယ်ဒါကြောင့်မလို့ United ကသွားမယ်ဆိုရင်တောင်မန်တွေကနေပဲတက်စစ်ကိုသွားမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ဖြစ်သွားနိုင်တယ်ဗျဒီတစ်ဖက်ကိုပြန်ပြီးကြည့်မယ်ဆိုရင်လည်းဒီ Brighton ရဲ့ကစားပုံပေါ့ဘန်နေရကြတော့ဒီကွင်းလေမှာပြောရမယ်ဒီကွင်းလေ ယူနိုက်တက်ရဲ့ကိုယ်နဲ့ခံစစ်နဲ့ဒီခံစစ်ကြားကနေရာပေါ့နော်ဒီတစ်ဖက်တည်းကကြည့်မယ်ဆိုတော့ကိုယ်နဲ့တိုက်စစ်နေရာပေါ့အဲ့နေရာတွေမှာကစားသမားတွေထည့်ပြီးတော့ကစားတာတွေလုပ်တယ်ဗျအဲ့ဒါပါတဲ့ယူနိုက်တက်ရဲ့အားနည်းတဲ့တွားပြီးတော့ဖြစ်နေတယ်ယူနိုက်တက်ကအဲ့လိုအခြေအနေမျိုးတွေဆိုရင်ဒီလိုမျိုးပြန်ပြီးတားဆီးတဲ့ဘက်မှာအားနည်းတာနဲ့တွားပြီးတော့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီပွဲချိန်မှာတင်ပြီးကစားတာလည်းစာရင်ပေါ့နော်ဒီ Brighton ကိုခေါ်ပြီးကစားတာမျိုးပေါ့ဒီ defense line ကိုနှိမ့်လိုက်မယ်ဒီကိုယ်နဲ့ခံစစ်နဲ့ကိုယ်နဲ့နဲ့ဒီ defense line နဲ့ကို ကျင်းကျင်းလေးထားတာမျိုးပေါ့အဲ့လိုပုံစံမျိုးနဲ့သွားပြီးတော့မှ strategy တွေနဲ့ပြန်ပြီးတော့သွားမယ်ဆောနာကပြောခဲ့တဲ့ဒီတောင်မန်သာသမာတွေရုံးအားပေါ့ကွန်ဟာတော့အန်တီမူတို့ကကြတော့ individual ဘယံကောင်းတယ်သူတို့စီဘောလုံးရောက်သွားရင်တစ်ခုမဟုတ်တစ်ခုတော့ဖြစ်နိုင်တယ်အဓိကတော့ဒီမှာအဓိကတော့သူတို့ရုံးလိုက်လို့ရုံးလိုက်လို့တင်တာဘောလုံးကလွတ်သွားတယ်ဆိုရင်တော့မှအဲတစ်ခုပေါ့နော်မလွတ်ဘူးဆိုရင်တော့ရတယ်ဖောင်းတော့ရမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ United အနေနဲ့အဲ့လိုမျိုး ဒီဒီဘောက်ကူနဲ့ပေါ်ဒီဘောက်ကူနဲ့ပွဲရတော့လုတ်ခဲ့တဲ့ပုံစံမျိုးပေါ့နော်ဒီဘောလုံးကတင်လိုက်မယ် second ball ပြန်ပြီးယူမယ်ဆိုတဲ့ပုံစံမျိုးကဒီပွဲစဉ်မှာတော့အလုပ်တော့မဖြစ်လာဘူးဗျာ။ဘာဖြစ်လို့လဲဆို Brighton ကလည်းဒါကိုပြင်ဆင်လာမယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိရဲ့ကျွန်တော်ကတော့ဒီပွဲစဉ်မှာရိုးရှင်းရမယ်ဘောလုံးရတဲ့အခါမှာဒီတောင်မန်တွေကိုသွားမယ်ပေါ့နော်တောင်မန်ကနေတောင်မန်ကိုဥတည်ပြီးတော့သွားစေချင်တယ်။အဲ့ဒါနေမှာအာမက်တို့စီပြန်ပြီးဘောလုံးရမယ်အဲ့လိုပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒီကတော့ United ပြိတက်တီတော်တော်များများကနှစ်ပွဲဆက်နိုင်လာတဲ့အခါမှာဒီပွဲစဉ်ကိုဟိုကတော့စောက်ကြည့်နေကြတယ် ီပွဲစင်မာတာဟုတ်ကဲ့ဒီပွဲစင်မာတာပေါ့နော်ဒီ United ကနိုင်ရသွားပြီဆိုရင်ဒါအများကြီးမျောလင့်လို့ရတယ်ဒါပေမဲ့ United ကအဲ့လိုမျိုး United ကအဲ့လိုမျိုးမျောလင့်ထားပြီဆိုရင်မလုပ်ပြတတ်ဘူးပေါ့နော်အဲ့လိုချေချော်တဲ့ပုံစံမျိုးတွေတော့ရှိရဲ့ကျွန်တော်ကတော့ကြည့်ကြည့်နေတာကတော့အင်ကွင်းလေးဖြစ်တယ်ပေါ့နော်ဒီ Brighton Wall လေးကန်ရတာခက်တယ်တဲ့မှာတော့ပါတယ်ဒါကြောင့်မို့ကျွန်တော်ကတော့ momentum တစ်ခုတော့မပြတ်သေးခြင်းဘူးဒီအဒီကတော့နိုင်ရလက်ကိုမခေါ်ဆောင်နိုင်ဘူးပေါ်ဆောင်ဖို့ခက်နေရဆိုရင်တော့မှဒီတရေရလက်တော့ မြင်ရမယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ပေါ့เนาะဒီ United ဘက်ကနေပြီးတော့โอเคပါဒါကျွန်တော်တို့ပေါ့เนาะဒါ Manchester United ပေါ့เนาะဒါ Man U ကိုကျွန်တော်တို့ကြည့်မှာဆိုရင်ဒါနှစ်ပွဲဆက်နိုင်ပြီးွားပြီပေါ့ရေเนาะဒါဒီတော့ဒါ၃ပွဲဆက်နိုင်မလားဆိုတဲ့အပိုင်းလေးရှိတယ်။ဒါလက်ရှိအသင်းရဲ့ခြေစွမ်းအရကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်တော့၃ပွဲဆက်နိုင် ဘွဲကကျွန်တော်တို့ဒါမျောလင့်လို့ရတယ်ဆိုတော့ပုံစံမျိုးလေးတော့ရှိနေရပေါ့နော်မန်ယူမှာဒီလိုအခြေအနေမျိုးတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ဒီမန်ယူနဲ့ Brighton ပေါ့နော်ဒီနှစ်သင်းရဲ့ Premier League ထိပ်တိုက်ပစ်ဆုံးမှုကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာတော်တော်ကြီးကိုဆူဆူဝါးဝါးအချက်တစ်ခုသတ်တွေ့ရတယ်။ဒါလည်းဒါကဘာလဲဆိုတော့ဒီနှစ်သင်းရဲ့နောက်ဆုံးတွေ့ဆုံထားတဲ့ Premier League ခုနှစ်ပွဲမှာ Brighton က Man U ကို6ပွဲအထိတောင်မှနိုင်ထားတယ်။ အဲ့ပြောချင်တာကမန်ယူကဘရိုက်တန်ကို6ပွဲအထိရှုံးထားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်မန်ယူကတပွဲတည်းပဲဘရိုက်တန်ကိုနိုင်ထားတာဖြစ်တယ်။ဒါပြောမယ်ဆိုလို့ရှင်တော့အသင်းကြီးနဲ့ကျွန်တော်တို့ဒါအလေလက်အသင်းရဲ့ဂျာအနေထားတော်တော်ကြီးကိုကွဲပြားခြားနားမှုထိတိုက်တွေ့ဆုံမှုဖြစ်နေတာ။မန်ယူကဘရိုက်တန်ဆိုလို့ရှင်ရှုံးတယ်ဆိုတဲ့ပုံစံမျိုးကိုဖြစ်နေတာပေါ့နော်။ဒီလိုခြေနေသွားပြီးတော့တွေ့ရတယ်အဲ့တော့ဒီရနဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်သွားလဲဆိုတော့ Brighton နဲ့တွေ့ပြီဆိုလို့ရှိရင်ရလကအမြဲတမ်းဆိုးနေတယ်။ Brighton နဲ့ Man U က တို့ကတော့ကစားခက်တဲ့အသင်းဖြစ်တဲ့အခါမှာလက်ရှိမှာနှစ်ပွဲဆက်နိုင်ပွဲလေးနဲ့အချင်းလေးလေးကမဆိုးဘူးဖြစ်လာတဲ့အခါမှာကိုယ့်ရဲ့အိမ်ကွင်းပွဲစဉ်လည်းဖြစ်နေတဲ့အချိန်မှာပေါ့လေနော်အရင်ကလည်းဆိုလို့ရှိရင်တော့ဒီ Brighton နဲ့အတွေ့အကြုံပို့ပြီးတော့ရလက်ကောင်းတွေကိုယူချင်မယ်လို့ကျွန်တော်မြင်တယ်ဒီပိုင်းလေးကျွန်တော်တွေးမိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဒါလက်ရှိ3-4-3ကိုကျွန်တော်တို့ပြောမှဆိုလို့ရှိရင်တော့ဒါ Liverpool နဲ့နေ့က3-4-3ကအကောင်းဆုံးပဲဒါ3-4-3မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပုံစံကစားရလဲဘယ်လိုအရာတွေရှိလဲဆိုတာရှိတာအောင်ဒါပေမဲ့အရင်ပွဲတွေမှာဘာမှမမြင်ခဲ့ရဘူး Liverpool နဲ့ပွဲမှာ ကျွန်တော်တို့မြင်ရတဲ့အချိန်မှာတော့343ပုံစံမိွားပြီးလားပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးတွေ့လို့ရတယ်အဲ့တော့ဒီ brighter နဲ့ဘွဲမှာဒီပုံစံဆက်ပြီးတော့ပြနိုင်မလားဒီပုံစံကိုဆက်ပြီးတော့ထိန်းထားနိုင်မလားပေါ့နော်ကျွန်တော်တို့ဒီဘိုင်းရှိတယ်ဒီဘိုင်းကိုလည်းကျွန်တော်တို့ကြည့်ရမှာပေါ့နော်အဲကျွန်တော်တို့ပေါ့တော့ဒါ main မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြောမယ့်ကစားသမားတစ်ယောက်ရှိရလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲကစားသမားကတော့ကျွန်တော်တို့ Mr. Mao ပေါ့လေနော် ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒါမစ္စမောက်ကကျွန်တော်မန်ယူရောက်လာတယ်သိပြီးတော့အဆင်မပြေဘူးပေါ့ဗျာဒဏ်ရာတွေများနေတယ်ဒါမစ္စမောက်ရုပ်ချောပင်းအဆင်ပြေပြီဆိုပြီးတော့ဒီလိုမျိုးကြီးစရာလေးတောင်မှရှိတာပေါ့နော်ဒါပေမဲ့လက်ရှိမှာတော့ခြေစွမ်းဘိုင်းရပါမစ္စမောက်ကတော်တော်လေးကိုအဆင်ပြေသွားလို့ကျွန်တော်ထင်တယ်ဒါမစ္စမောက်ဆိုတဲ့ကစားသမားကဒါနီးပြတိုင်းကြိုက်တဲ့ကစားသမားဖြစ်တယ်ဗျာအမော်ရင်းသူ့ကိုပေါ့နော်ဒါစိတ်ရှည်တဲ့အချိန်ပေးတယ်ဒါပေမဲ့လက်ရှိအမ တို့ဘောတော့ဒီလိုမျိုးစိတ်ရှည်အချိန်ပေးခဲ့တဲ့အနေထားရမှာဆိုလို့ရှိရင်အခုဆိုရင်မေဆမောက်ကတတော်ကြီးမိုင်ကိုသိတဲ့အစဉ်ပြေပြီးတော့ခြေစွမ်းပိုင်းမှာအားကိုးလာရတဲ့မေဆမောက်ဖြစ်လာတယ်။မေဆမောက်ကပြောမဆိုလို့ရှိရင်တော့နှွားလုံးကောင်းတယ်လိုက်ပြီးတော့ဖြည့်တာလည်းကောင်းတယ်ကစားသမားဖြစ်တယ်သူရှိရလဲဘောလုံးလမ်းကြောင်းကလည်းမျောလို့ရတယ်ဘောနော် ဒီလိုအခြေအနေရှိတဲ့အခါမှာအစောပိုင်းတုန်းကတော့ကိုညာကိုခေါ်ထားတဲ့သားနဲ့မဖြစ်လို့မေဆမောက်ကိုလည်းသုံးနေသေးရလဲဆိုတဲ့အခါမျိုးရှိနေပြီပဲအခုကျတော့ဟောမေဆမောက်ကိုဒါကြောင့်သုံးတာပါလားဆိုတဲ့အရာလေးကျွန်တော်တွေ့ရတယ်ဒါမေဆမောက်ကမန်ယူအသင်းမှာခြေစွမ်းပိုင်းရရလဲတော်တော်ကြီးကိုအဆင်ပြေသွားပြီလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်သူ့အနေနဲ့မန်ယူအသင်းမှာဒီပွဲချိန်ကြီးကစားဖို့ကတော့ကျွန်တော်နေခက်ခဲရှိနေတယ်ဘာလို့ဆိုတော့ မန်ယူသင်းမာကဒီနေရာမှာနေကစားမကောင်းနေရာအများကြီးရှိတာဟုတ်ဒါပေမဲ့ပွဲထွက်စရင်နောက်တစ်ခါကျတော့တကယ်တော့အရေးကြီးတဲ့ပွဲတွေမှာတော့မစ္စမောက်ကပွဲထွက်ပါဟုတ်ပါမဲ့ကစားသမားလို့ကျွန်တော်ပြောစင်တယ်မစ္စမောက်ကတော်တော်ကြီးကိုအဆင်ပြေသွားပြီဒီပုံစံနဲ့တော့မစ္စမောက်ဒီရာဒီမှာဆက်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ဒါပေါ်တော့ကျွန်တော်အင်္ဂလန်အသင်းမှာမစ္စမောက်ပြန်ပြီးတော့ပါလာမယ်လို့လည်းကျွန်တော်ကလည်းထင်တယ်ပေါ့ရေနော်ကျွန်တော်နောက်ထပ်ကစားသမားတယောက်ပြောမယ်ဆိုလို့ရှိရင်တော့ကွန်ညာပေါ့ဗျာ အကွန်ညာဘုံမသွင်းနိုင်လဲဘာမှဖြစ်ဘူးပေါ့နော်အသွင်းရဲ့ကစားကွက်ထဲမှာကွန်ညာဟာဘလော့ဒီအရေးပါလဲဆိုတော့ကျွန်တော်တို့တွေ့နေရတယ်ကျွန်တော်ပြောမယ်ဆိုလို့ကျွန်တော်ကကစားသမားတယောက်ပေါ့ကစားသမားတယောက်ကဘုံမရဘူးဆိုရင်တော့မှအသွင်းအတွက်အကျိုးဖြစ်နေဖို့တော့လိုတာပေါ့နော်ဒီလိုကစားသမားမျိုးကအရေးကြီးတယ်ဂိုးလည်းမပြရဘူးအကျိုးလည်းမပြဘူးဆိုလို့ကျွန်တော်အလကားပဲဒါပေမဲ့ကွန်ညာကဂိုးတော့မရဘူးဒါပေမဲ့ကွန်ညာကြောင့်တခြားကစားသမားတွေအများကြီးနေရာလို့တွေရတာရှိတယ်ကွန်ညာကအသွင်းအတွက်အများကြီးအကျိုးပြုတဲ့ခါမှာကျွန်တော်ပြင်သစ်ကဘာဗလာရတော့တက်ဆန်ကိုဂျရူးတော့ကျွန်တော်သွားပြီးတော့သတိရတယ်ဂျရူးဂိုးမရဘူးအရန်ခက်ခဲ ဲ့ဒါပေမဲ့ဂျရုကြောင့်ရှာကစားသမားတွေအများကြီးအဆင်ပြေခဲ့တယ်ပေါ့နော်။အော်ဒီလိုအခြေအနေတွေ့တဲ့အခါမှာဇီရိုအခြေအနေလေးကိုသွားပြီးတော့တွင်းပြီးတဲ့အခါမှာကျွန်တော်ကွန်ညာကိုလည်းအဲ့လိုလေးကျွန်တော်ရှင်ပြီးပြောချင်တယ်။ကွန်ညာတော်တော်ကောင်းတယ်။ကွန်ညာ၉ရောက်ကိုပဲလိုတာ။ဒါပေမဲ့လက်ရှိမှာလည်းတော်တော်ကြီးတော့အဆင်ပြေနေရလို့တော့ဒါကျွန်တော်ကတော့မြင်ပါတယ်။မယုတ်တိကိုကျွန်တော်တို့ကဘာလိုအပ်ချက်ရှိလဲလို့ကြည့်လိုက်မှဆိုလို့ရှင်တော့ အကွေးတဲ့တနေရာမှာတော့ finance နဲ့ဒါပေါ့နော်12ဖတ်ဖို့အတွက်နေရာတနေရာလိုတယ်။ဒါပေမဲ့ Premier League ပဲကစားမယ့်အသင်းအနေနဲ့ဆိုလို့ရှိရင်တော့လက်ရှိအခြေအနေကတော့အဆင်ပြေလို့ပြောလို့ရတယ်။အနောက်တန်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအနောက်တန်းကောင်းတယ်ပေါ့ဗျာ။အဓိကကတော့အနောက်တန်းကောင်းတာကတော့ဘုဒ္ဓမာ last man ကြောင့်လို့တော့ကျွန်တော်ပြောစင်တယ်။သူကြောင့်အနောက်တန်းကစားသမားတွေကပုံပြီးတော့ယုံကြည်မှုရှိလာတဲ့ပုံစံမျိုးဖြစ်လာတယ်လို့ကျွန်တော်ခံစားရတယ်။အဲ့တော့အဓိကကတော့ဘုဒ္ဓမာကြောင့်အနောက်တန်းမှာကောင်းလာတယ်လို့ကျွန်တော်မြင်တယ်။ ဒီနေရာမှာကျွန်တော်တို့မန်ယူနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်တော့အမော်ရင်အဖြေရှာပေးရမယ့်အရာတစ်ခုရှိတယ်ဒါကတော့ကစားမကောင်းနှစ်ယောက်ရဲ့အနေထားပေါ့နော်မိုင်နူနဲ့ဆက်စီနဲ့ပေါ့နော်ကဘာဖလာကနီးလာပြီဒီကစားမတစ်ယောက်ကသူတို့ကိုစားပြုတဲ့နိုင်ငံတွေမှာပါစင်တယ်ဒါပေမဲ့ကလပ်သင်းမှာနေရာမရအောင်ဒါဆိုလို့ရှင်တော့နိုင်ငံမှာပါဖို့အခက်အခဲရှိတယ် သူတို့ရောက်ရဲ့ခြေစွမ်းကလည်းကောင်းတယ်။ဒါပေမဲ့အသေးရဲ့သွားနေတဲ့အနေထားအရလည်းနေရာသိပ်မပေးနိုင်တဲ့အခြေအနေမျိုးမှာတော့အမော်ရီသူတို့အတွက်စဉ်းစားပေးသင့်တယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကကျတော့သူတို့အတွက်တစ်ခုစဉ်းစားပြီးတော့သူတို့အတွက်ပို့ပြီးတော့အဆင်ပြေမဲ့အရာတစ်ခုဖန်ပြီးပေးတာမျိုးပေါ့နော်။ဒီအရာလေးတော့အမော်ရီလုပ်ပေးသင့်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။အဲ့တော့ဒါဒီပွဲမှာကစောစောကကိုရင်းတော့ပြောသွားတဲ့အရာလေးကိုပဲကျွန်တော်ပြောစင်တယ်။ဒါမိုင်အူချောင်းပြောတဲ့ဒီပီကတ်ဒီလေးမှာပေါ့နော်။ မန်ယူကဒီပွဲနိုင်ပြီဆိုလို့ရှိရင်အမပေးစရာရဲ့အပေါ်မန်ယူတော်တော်လေးကိုရောက်သွားနိုင်တယ်။အမပေးစရာအပေါ်ကအသေးသေးဒီဘက်မှာရှုံးပွဲတွေ့သွားပြီဆိုလို့ရှိရင်တော့မှဘယ်အသိမဆိုဘောနော်။သင်တော့ရှုံးသွားရဲဆိုရင်မန်ယူမှာချန်ပီယံစုကိုတော့မှပြွန်ပန်းနိုင်တယ်ဆိုတဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်။ဒါပေမဲ့တခုရှိတာကမန်ယူဆိုတဲ့အသင်းကလည်းဒီလိုမျိုးတွေဖြစ်လာပြီ။ဟာဒီပွဲနိုင်ရင်တော့ဒီလိုဖြစ်လောက်တယ်ဆိုတဲ့အချိန်အခါမျိုးကြာလို့ရှိရင်ဘယ်တော့မှမနိုင်တဲ့အသင်းဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီယာကဒီပွဲမှာကျွန်တော်တို့ပေါ့နော်။ဒါအဖြေထုတ်တဲ့အခါမှာစဉ်းစားမယ့်အချက်တစ်ခုဖြစ်တယ်။ဒါမန်ယူအနေနဲ့ဒီပွဲနိုင်ဖို့လိုပြီဆို တဲ့ပွဲမှာနိုင်အောင်ကစားနိုင်မဲ့ပွဲဖြစ်သွားမလားဆိုတာကိုလည်းကျွန်တော်တို့ဒီပွဲမှာတော့အဆောင်ကြည့်ရမယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ကဲဒါဆိုလို့ကျွန်တော်ကျွန်တော် Brighton ကိုတွားခြင်းတယ် Brighton ကလည်းတော်တော်ကောင်းတယ်အဲ့တော့ Brighton ဘက်ကိုကိုရဲတို့အမြင်လေးပြပြပေးပါဦး။ Brighton ကတော့ဒီလက်ရှိအခြေအနေအရပြောရမယ်ဆိုရင်တော့တို့က Covid-19 တော့အရင်မြင့်နေတာကြာ။ဘာဖြစ်လို့လဲဆိုတော့၅ပွဲသက်တိုက်လေရှုံးဝဲမရှိတာဘူး။ဒီဟာဒီမှာလဲတို့ကဒီ Man City ကိုလည်းနိုင်တယ်၊ Chelsea ကိုလည်းနိုင်သားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ အခုကန်ရမယ်ဆိုတော့ United ကလည်းဒီ Ultra Hope မှာဆိုပေမဲ့ပေါ့နော်ဒီ Brighton က Man U ကိုဘယ်လိုကန်ရမလဲဆိုတာကိုသူတို့သိတယ်အခုလက်ရှိသူတို့ရဲ့ပေါင်ရရောဒီအသင်းရောသူတို့ဘယ်လိုကန်ရမလဲဆိုတော့သိနေတယ်အခြေအနေတွေကြောင့်ဒီလက်ရှိမှာတော့ဒီ Brighton ကတော့စိတ်တပိုင်းရအသာစီးရနေမှာတေချာတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဒီ United ကိုသူတို့ကစားလို့ဖြစ်တယ်ဆိုတော့ပုံစံမျိုးပေါ့ဘယ်လိုလဲဆိုတော့ဒီ Brighton ရဲ့ကွင်းနယ်မှာကကြတော့ဒီဘောလုံး တဲသွားလို့ရတယ်ခါဘောလုံးတင်သားတာလည်းရှိတယ်ဘောလုံးရှိကိုတဲသွားနိုင်တယ်ရှိတယ်ဒါလည်းမှပါတယ် United မှာကျတော့အဲ့ဒီကစားသမားတွေကိုတားနိုင်မယ်လို့ရတယ်နှစ်ယောက်ပဲရှိတယ်ပြကက်စမဲရိုနဲ့ကူပါတေးပေါ့ဒီခဏတက်ဖို့ကျတော့ကျွန်တော်ပြောလေးလို့မရအောင်ပေါ့နော်ဒါဒါမျိုးကြီးကဒီပွဲချင်းမှာတော့ United ဘက်ကလည်းပြဿနာတက်နိုင်ပြီးတော့ဒီ Brighton ဘက်ကတော့ခွင့်ရယူလို့ရတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ဒီနှာပဲပြောသွားတဲ့အချက်ပေါ့အဓိကတော့ဒီ ဒီနေ့တည်းကွင်းလယ်မှာကကွင်းလယ်နဲ့ဒီခန်းစစ်ကြားမှာနေရာလို့တွေရှိတယ်အဲ့နေရာတွေမှာလူကိုယ်တွေထည့်လိုက်ရင်လက်တက်ကခက်ခဲတယ်ဘရိုက်တာကလည်းအဲ့လိုပုံစံမျိုးကစားနေရတယ်ဒါဒီဒီဘက်မှာလည်းဒီပုံစံမျိုးထပ်ပြီးကစားမှာပဲအဲ့ခါကျရင်တော့ United တွေနဲ့တားဆီးလို့တော့ခက်လိမ့်မယ်ပေါ့နော်ဒါမျိုးလေးတော့ရှိတယ်နောက်တစ်ချက်ကကျတော့ဒီ United ရဲ့ United ရဲ့နောက်ခံလူတွေတော့မကွာရတော့ဒီလက်တော့ရှော့တော့ယူရိုကအဆောက်ပေါ့နော်ဒီကစားမတွေကလေးရယ်ဗျာ လေးရက်တည်းမှာပါတယ်ပြေးထွက်သွားတဲ့အလုံးတွေဆိုရင်သူတို့ကြံရတာများတယ် Brighton ကကြတော့ဘယ်လိုသွားကောင်းလဲဆိုတော့ဘောလုံးပြင်ရပြီဆိုတော့လက်စစ်ကိုမြန်မြန်ဆန်သွားတာဒါတိုက်ကိုလိုပြီးတော့သွားတဲ့အပိုင်းမှာတော်လေးကောင်းပြေးထွက်တဲ့အပိုင်းကလည်းတော်လေးကောင်းတယ်ပေါ့နော်ဒီနေ့တဲ့အနေနဲ့ဒီနေ့ကစားမားကြီးကိုဒီတောင်မှန်မှာသူတို့ကစားကျင်တာကိုခေါ်ကစားမယ်ပြီးရင်အမှန်ကြီးဘောလုံးကိုဂျောင်းပိတ်ပြီးတော့လူလိုက်ပြီးတာနဲ့ချင်းတက်စစ်ကိုသွားလိုက်မယ်ဆိုရင်ဘယ်နောက်ဘက်ကသာပြန်ပါတယ် ဟိုနောက်နောက်ကျန်းလိုင်းကိုတင်ပြီးကစားလိုက်မယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ဒါက Brighton တက်တော့ဒါအခွင့်အရေးတော့ဖြစ်သွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးလေးရောရှိရပေါ့နော် Brighton နီးပြဒီ Hasla ကလေ United ဘက်ကလှုပ်လာမယ်ပုံစံပေါ့နော်ဒီ second ball ပြန်ယူမယ်ပုံစံမျိုးပေါ့ကန်တင်နိုင်မယ်ကန်တင်ပြီးတော့ second ball ပြန်ယူမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းသူတားဆီးကိုပြင်တင်လာမှာတော့တည်ကြရဲ့အဓိကတော့ဒီလက်ရှိ Brighton သွားနေရဲ့ဖောင်ရ Brighton က confidence အရင်မြင့်နေတယ်အဲ့ဒီ confidence အရင်မြင့်နေတာက ကောင်းသွားတာလည်းရှိနိုင်တယ်လို့နောက်တစ်ချက်ကကြတော့ဟန်ပယ်ပေါ့နော်ဟန်ပယ်ဖြစ်သွားနိုင်တယ်ဆိုတော့အချက်တစ်ချက်ကိုတော့ကျွန်တော်မေးရလို့တော့မရအောင်။ဘာဖြစ်လို့လဲဆိုတော့ဒီ United ဒီစနလန်းနဲ့ပွဲကလည်းစနလန်းကပေါင်တော်လေးကောင်းတယ်လို့ပြောရတဲ့အခြေအနေမျိုးပါပဲ။ United ကအင်ဝဲမှာအနိုင်ယူလိုက်တယ်။အခုလည်း Brighton အရင်ကောင်းနေတဲ့အခြေအနေမျိုးမှာဒီခြေရော်လက်ကျော်ဖြစ်သွားနိုင်တယ်ဆိုတော့ပုံစံမျိုးလေးတွေတော့ကျွန်တော်တို့သတိထားဖို့တော့လိုမယ်လို့တော့ကျွန်တော်ကမြင်ရပြ။ โอเคပါเนาะဒါကျွန်တော်တို့ Brighton ပေါ့ဒါ Brighton ကတော့เนาะဒီ Brighton ရဲ့အဆင့်နဲ့လက်ရှိဆွဲဆောင်ရင်းနဲ့ဒါကျွန်တော်ရှင်းကြည့်လိုက်မယ်ဆိုလို့ကျွန်တော် Brighton တော်တော်ကြီးကိုကောင်းနေရလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါပြောမယ်ဆိုလို့ရှင်တော့ဒါ web back ကိုကျွန်တော်ဒီမှာ Brighton မှာအဓိကပြောရမှာပေါ့เนาะဒါငယ်ငယ်တုန်းကတော်မှာ web back ကိုကောင်းနေတယ်လို့ပဲကျွန်တော်တို့ဒီလိုပြောလို့ရတယ်။အခွင့်အရေးရလို့ရှင်လည်းဒါ twin goal တွေရနေတယ်။ဒါ web back တော်တော်ကောင်းနေရလက်ရှိကျွန်တော်တို့ Brighton ဆိုတော့ねကျွန်တော်ဒီပေါ့เนาะ web back ကိုကျွန်တော်တို့ပြေးပြီးတော့မြင်မိတယ်ပေါ့เนาะ web back ဒီလောက်ထိတော့မှာ ရိုက်တာမှာအစွမ်းပြနေရလို့ပေါ့နော်ဒါပြောရမယ်ပြီးတော့ဒါတိုက်ဆက်မှာလည်းဝဲဘက်အများအားအစင်းစင်းရှိနေတယ်တော်တော်လေးကိုကောင်းပါတယ်အဲဒါတို့ကတော့စောစောကဒါကိုရင်းတို့ပြောရတဲ့အရာလေးပါပဲပြန်ပွဲဆုံးနောက်ဆုံးပါဝဲဆက်ပေါ့နော်ဒါရှုံးပွဲမရှိကစားထားတယ်။ရာသီအစတုန်းကတော့အတင်းရနည်းလေးပေါ့ကွာရှုံးပွဲလေးရှိရယ်၊သူရေပွဲလေးရှိရယ်၊နည်းလေးချိန်မချိန်တာလေးရှိပေမဲ့အခုလက်ရှိမှာဆိုလို့ရှိရင်တော့ Brighton ကတော်တော်ကောင်းနေဆိုတဲ့အသင်းပုံစံဖြစ်နေတယ်ပေါ့နော်။အဓိကကဒီ Brighton ရဲ့အာသာချက်ပေါ့လက်ရှိ Brighton ရဲ့အာသာချက်လို့ပြောမှာကတော့အသင်းကြီးရဲ့စီကနေပြီးတော့ Brighton ကရမှတ် ဘလို့ယူရမလဲရလက်ကောင်းဘလို့ကစားရမလဲဆိုတော့ကောင်းကောင်းရင်းသိနေတယ်အမဲယူဆိုရင်တော့ကျွန်တော်တို့ဒါစကားနဲ့ထည့်ပြောစရာမလိုပါဘူးနောက်ဆုံး9ပွဲမှာ6ပွဲတိတော့မှ Brighton နိုင်ထားတာပဲအဲ့တော့ Brighton တော်တော်မဲယူနဲ့ဆိုရင်ရလက်ကောင်းတယ်ဒီနေ့မှာ DRC မှာဆိုလို့ရှိရင် Man City နဲ့ Chelsea ကိုနိုင်ထားတယ်နောက်တစ်ခုကကျွန်တော် စပါးကိုသူရေကစားထားတဲ့အပင်ဖြစ်တယ်ပေါ့နော်နောက်ဆုံးကစားထားတဲ့ Premier League ပွဲမှာလည်း Newcastle ကိုနိုင်ထားတယ်ဆိုတော့ Brighton ကို low shot တော့လို့မပြောလွယ်လွယ်လေးပေါ့ Man United နဲ့ Brighton ဆိုတာနဲ့ကျွန်တော်တို့က Man United နိုင်မယ်ဆိုပြီးတော့ခံမှန်းဖို့သိမလွယ်ဘူးဖြစ်နေတယ်။ဘာဖြစ်လဲဆိုတော့နောက်ဆုံး5ပွဲမှာ Man U က6ပွဲတိရှုံးနေ Brighton ကိုကြည့်မယ်ဆိုလို့ရှိရင်အရန်ကောင်းနေတယ်ပုံစံမိနေတယ် Man City Chelsea နိုင်စပါးသေး Newcastle အနိုင်ဆိုတဲ့အသင်းကို Man U ကလွယ်ကူကူနိုင်မှာမလားဆိုတဲ့အနေအထားမျိုးရှိတယ်။ Man U ကလည်းအရင်ကြီးသွားပြီးတော့ယုံကြည်လို့မရတဲ့အသင်းမျိုးတွေမှာရှိတာ哦။အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် Brighton ကဒီဘက်မှာ Man U ကိုယ်မှာဘယ်လိုပုံစံနဲ့လာမလဲပေါ့တကူရှိတာကကျွန်တော်တို့ Brighton အသင်းကြီးရေနဲ့တွေ့တဲ့ဘက်မှာရလက်တွေအရန်ကောင်းလွန်နေတယ် Man U နဲ့တွေ့တဲ့ဘက်မှာရလက်တွေအရန်ကောင်းလွန်နေတယ်ဒီလိုမျိုးရလက်တွေအရန်ကောင်းလွန်နေတဲ့အနေအထားမျိုးတွေရောက်ပြီးသွားပြီဆိုတော့ချင်းရလက်တွေဆိုတာပြန်ပြီးဆိုးတဲ့အချိန်လေးဆိုတာရောက်လာတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ဒီပွဲစမှာ Brighton ဘက်ကနေကျွန်တော်တို့ကဒီအရာကိုလည်းထည့်ပြီးစဉ်းစားပြီးတော့အပြေထုတ်ဖို့လိုတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ် ကဲဒါဆိုလို့ရှင်တော့ကျွန်တော်တို့ဒါပေါ့နော်ဒီ Manchester United နဲ့ဒီ Brighton ပေါ့ရနော်ဒါဒီတဲ့ရဲ့ကိုရက်လက်ခံမဲ့ပလေးသွားစင်တယ်ခံမဲ့ပေးပါအောင်အဲကျွန်တော်ကတော့ဒီလိုပဲတွေးလိုက်တာပေါ့ဗျာဒါ United ကလည်းနှစ်ပွဲစနိုင်လာတယ်ပေါ့နော်ဒါယူအမော်ရင်ရဲ့နီးပြောက်သွားမှာဒါပထမဆုံးလို့ပဲပြောရမှာဒီ Brighton နဲ့ပွဲကလည်းဒါကဒီယာဒီတို့အလှည့်ပြောင်းဆိုတဲ့ပုံစံမျိုးလောက်တော့သွားပြီးတော့ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီပွဲက United ကရှုံးသွားခဲ့ရင်ပေါ့နော်ဒါက လိုပြောအောင်လေဒါကဒီအသင်းကရောအရင်တိုင်းပဲပြန်ဖြစ်သွားပြီပေါ့အဲ့လိုပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်အခုကတော့အရှင်တခုတော့ရတယ်အဲ့ဒီအရှင်တခုကိုဆက်သွားဖို့ကဒီပွဲစဉ်မှာကအမှတ်ပလာဖြစ်လို့တော့မရဘူးလို့ကျွန်တော်တွေးရပေါ့နော်နောက်တစ်ချက်ကတော့ Brighton ကဒီဒီယာဒီမှာကအသင်းကြီးတွေကိုနိုင်လာတယ်ဗျာဒါပေမဲ့ Chelsea နဲ့ပွဲမှာဆိုတော့ဒါက Chelsea ဘက်ကဒီပေါ့နော်တယောက်ထွက်သွားတယ်ဆိုတော့ပုံစံမျိုးလေးကြီးတော့သွားပြီးတော့တွေ့ရတယ်ပေါ့ Messi ကလည်းအမှန်တမ်းပြောရမယ်ဆိုရင်အာ Guardiola နည်းနည်းခေါင်းမာလိုက်လို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးတော့သွားပြီးပြီးဟမ်းမိတယ် ဒီရန်နဲ့တွေ့ရတယ်သူအမြင်နိုင်တယ်ဆိုတဲ့ပုံစံလေးလက်ရှိသူတို့တွားနေတဲ့ပုံစံရသူတို့အရန်ကိုဒီမှာ coffee ကပုံပေါ် coffee နဲ့ဖြစ်နိုင်တယ်လို့ကျွန်တော်လည်းတွားပြီးတော့တွေးမိတယ်ဒါကတစ်ခါမှပြန်ပြီးကြည့်မယ်ဆိုရင်လည်း United ကကြတော့ဖြည်းဖြည်းမမှန်လေးနဲ့လိုချင်တဲ့ရလက်ကိုရအောင်ယူမယ်ဆိုတဲ့ပုံစံမျိုးလေးကိုကျွန်တော်တွားပြီးတော့မြင်ရတယ်ဗောဒီတဲမှာ Memorial ကသူ့ရဲ့ဒီကစားကိုတော့ကြောင်းမှာတော့မဟုတ်ဘူးဒါပေမဲ့ဒီကစားကိုကနေပဲတိုင်ပြနိုင်တဲ့ဘွဲကိုရအောင်နိုင်တယ်ဗောနော်အနိုင်ယူမယ်ဆိုတဲ့ပုံစံမျိုးလေးတွေကစားမှတယောက်ချင်းပြီးရဲ့ စိတ်ဓာတ်ပိုင်းကိုလည်းကျွန်တော်သားပြီးတော့တွေ့ရတယ်ဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ကရတ္တကဘရိုက်တန်ကိုပေါ့နော်ဒီနှစ်ကိုဂုံးဖြည့်ဆိုတဲ့ရလနဲ့အနိုင်ရရှိအောင်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ်ဗျာဒီပွဲမှာတော့ကျွန်တော်နဲ့ကိုရင်လင်းတို့နဲ့ဒါတူပါတယ်ပေါ့ရေနော်တူပါတယ်ကျွန်တော်ကတော့ဒီပေါ်ဘယ်လိုမျိုးလဲဆိုတော့မန်ယူအသင်းကဒါ၃ပွဲဆက် ုံးပွဲဆက်မနိုင်တာကြာပြီပေါ့သုံးပွဲဆက်မပြောပါနဲ့ဟိုနှစ်ပွဲဆက်တောင်မှအခုမှနိုင်တယ်ဆိုတော့လေအဲ့တော့သုံးပွဲဆက်အသိအသိတွေနဲ့သုံးပွဲဆက်နိုင်တဲ့ဆိုတဲ့အခြေအနေရှိတယ်ကျွန်တော်ဒီရအောင်စဉ်းစားတယ်နောက်တစ်ခုက Brighton အရန်ကောင်းနေတယ်ဆိုပေမဲ့အသင်းကြီးတွေကိုနိုင်နေတယ်ဆိုပေမဲ့အသင်းသင်းကပြန်ကြရမယ့်အချိန်ဆိုတာရှိတာဟုတ်အဲ့တော့ Man U ကိုအရန်နိုင်တဲ့အသင်း နောက်ဆုံး၅ဝက်ဆက်ရှုံးဝက်မရှိတဲ့အသင်းအသင်းကြီးတွေကိုတော်တော်ကြီးကိုရလက်ကောင်းနေယူထားတဲ့အသင်းအနေနဲ့ရှုံးဝက်မဲ့နေတာတစ်ခုလည်းပြန်ပြီးတော့ရောက်တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အကျွန်တော်လည်းဒီဝဲဂုန်းနေမယ်လို့ထင်တယ်ဒါမန်ယူကလင်းရှိရနိုင်မယ်လို့လည်းကျွန်တော်ထင်မိတယ်ပေါ့နော်ဒါဘုဒ္ဓမလက်စမန်လည်းရောက်တင်တဲ့အချိန်တွေမျိုးမှာရှိတဲ့အခါမှာတော့နှစ်သင်းပေါင်းသွင်းကိုနည်းနည်းနဲ့မန်ယူနိုင်မယ်မန်ယူကဒီဘရိုက်တန်ကိုတကိုးဂိုးမရှိလောက်နဲ့နိုင်သွားမယ်လို့ကျွန်တော်ကတော့ခံမှန်းလိုက်ပါတယ် ဲ့တော့ဒါဒီဘောစံမှာတော့ကျွန်တော်တို့ညောစနောကတော့ Man U နိုင်ရွေးတယ်ပေါ့နော်ဒါဘယ်လိုဖြစ်လာမလဲဒါလည်းကျွန်တော်စောင့်ကြည့်သွားမယ်အခြေအနေတခုပါပဲအဲ့တော့ဒီ Man U Brighton ဒါပွဲချုပ်သွင်းချက်အစီအစဉ်ကတော့ဒီလောက်ပဲဒါကျွန်တော်တို့ဒါအခြေအနေတခုပေးပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးခဲ့တဲ့ကိုရဲနှောင်းကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒါကြည့်ရှုနေတဲ့ဒါပေါ့နော် WBS Sport ပရိသတ်တွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါလို့ပြောရင်းနေပဲဒါဒီအစီအစဉ်ကိုဒီမှာပဲနားလိုက်မယ်နော်ဟုတ်ကဲ့ပါဗျာ